ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မှုပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာ channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ပြီးတော့ဒီနေ့မှလည်း VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့ကိုတစတဲ့ပြောရင်းနဲ့ပဲဒီမှာပြသဖို့စီစဉ်ထားတဲ့ရုပ်ရှင်ဇာတ်ကားကတော့ Dad of the Unicorn ဖြစ်ပါတယ် A24 ကထွက်ထားတဲ့ဇာတ်ကားဖြစ်လို့ Anmanmindai Forest Wesley Dan Minbi Jana Ortega တို့လိုသေုပ်ဆောင်ကောင်းတွေပါဝင်တဲ့ဇာတ်ကားပါ Unicorn လို့ဆိုလို့ရှိရင်ခင်ဗျားဘယ်လိုမြင်လဲမော်ဆိုင်ပြီးတော့လှပတဲ့တံတားတွေဖြစ်လူတွေကမြင်ကြတယ်ဟုတ်တယ်မလား ဒီဇက်ကားမှာယူနီကောနီကဘယ်လိုပုံစံနဲ့ပေါင်ရင်သွားမလဲစိတ်ဝင်စားဖို့ကောင်းပါလေဇလန်းနေနဲ့ကတော့ Elias ရဲ့ရှေ့နေတယောက်နဲ့သူသမီး Ridley တို့ကတဘာဝတတော်ကျိုးဝိုင်းနေမိတဲ့မှာရှိတယ် Elias ရဲ့တထေးပိုင်ဆိုင်နဲ့အပန်းဖြေအင်ကိုသွားကြလမ်းမှာတရိတ်ဆန်တကောင်ကားနဲ့ဝင်တိုက်မိပြီးတော့အဲ့တရိတ်ဆန်ကယူနီကောနီကောင်ဖြစ်နေတာပါ Elias ကမသေးမရှင်ဖြစ်နေယူနီကောကိုတပ်ပြစ်လိုက်ပြီးတော့ကားနောက်ခန်းထဲကိုထည့်လာတယ်အဲ့ဒီမှာ Ridley ကတော့ဒုနုဆန်းဆန်းပဲယူနီကောနဲ့ဆက်နွယ်မိသွားခဲ့ Elias ရဲ့တထေး Odell Robo ရောမိသားစုရှိတဲ့အိမ်ကိုရောက်လာတဲ့ခါမှာတော့ အဲ့ဒီတေသွားပြီလို့ထင်လိုက်တဲ့ unicorn စီကနေဘယ်လိုထူးဆန်းတာဒီကြုံတွေ့ရမှာလဲ unicorn တွေကိုကိုကြိုးအတွက်အသုံးချဖို့ကြိုးစားမိရင်ဘယ်လိုကံကြမ္မာတွေကစောင့်ကြိုနေလဲဆိုတာကိုတော့ let's go dad of the unicorn ဖြစ်ပါတယ်ခင်ဗျာစကားရေးစာပထမဆုံးဇာဝင်ခန်းမှာတော့စေကျော်သက်ကောင်မလေးတယောက်နဲ့သူ့ရဲ့အဖေဖြစ်သူတို့လေနဲ့ခီးသွားနေတာကိုမြင်ကြရပါတယ်သူတို့ကတော့ elliot gitner နဲ့သူ့ရဲ့သမီး ridley လို့ပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့သွားမဲ့နေရာကဝေးတဲ့အတွက်ကားနဲ့နောက်ဆင့်ထပ်ပြီးတော့သွားကြပါသေးတယ် ရစ်လီရဲ့အမေကဆုံးသွားပြီဖြစ်တဲ့အတွက်သူတို့သားဖာနှစ်ယောက်ထဲကျန်တော့တာပါအခုကတော့မြောက်ပိုင်းပြည်နယ်တဲကလူသူရောက်ပေါက်နေတဲ့တဘာဝတစ်တော်ကျိုးဝိုင်းနေမီတခုတည်းကိုသွားနေကြတာဖြစ်ပါတယ်ဒေါ်ရိုင်းဒရိတ်ဆန်နေရှိတဲ့ဒီတဘာဝတစ်တော်ကျိုးဝိုင်းကိုအယ်လီယက်ရဲ့တထေးအိုဒဲလီရိုဘိုးကလူတန်းထားတာပါဒီတံမှာပဲအိုဒဲရဲ့ဘန်းဖြေအိမ်ရှိပြီးတော့အိုဒဲရဲ့မိသားစုတွေလည်းနေကြတာဖြစ်ပါတယ်အိုဒဲလီရိုဘိုးကဈေးဝါထုတ်လုပ်တဲ့လုပ်ငန်းရှင်တထေးကြီးပါ အလျက်ကရှင်းနေတယောက်ဖြစ်ပြီးတော့အိုဒဲတို့ရဲ့လုပ်ငန်းဘုတ်အဖွဲ့မှာရှင်းနေကိုယ်စလဲဖြစ်နေပါဝင်နိုင်မှုစ조사နေတာဖြစ်ပါတယ်။အိုဒဲတို့ရဲ့ရှင်းနေကိုယ်စလဲသာလုပ်ရရင်၅နှစ်၆နှစ်လောက်လုပ်ရင်ကိုသူတို့သားဖားနဲ့တတလုံးအေးရှင်းနေလို့ရတယ်လို့အလျက်ကသူသမီးကိုပြောပါတယ်။ရီတီကတော့ဆဲကျော်တက်ကလေးဆိုတော့ဂျေကန်ကန်နဲ့လောကကြီးကိုအကောင်းမမြင်တတ်တဲ့သဘာဝရှိသလိုတထေးတွေပါတွေလည်းတိတ်ပြီးတော့အထေးမကြီးတတ်ပါဘူး။သားဖားနဲ့သားတော်လေးကိုသားလှပတဲ့တောင်ကြားလမ်းပေါ်ကားမောင်းလာခဲ့ပြီးတော့တနေရာကိုရောက်တော့ဖုန်းလိုင်းတွေပြတ်ကျသွားသလို ကားမှာပါတဲ့ GPS စနစ်တွေပါရက်ကုန်တာကိုမြင်ရပါတယ်။ဒါပေမဲ့ခဏနေတော့ line ပြန်ရလာပြီးတော့ Odeh စီကနေဖုန်းဝင်လာပါတယ်။ Odeh ကသူ့ကိုစောင့်နေတာကြားပြီးလို့ပြောလိုက်တော့ Elliot လည်းမကြားခင်ရောက်တော့မှာပါလို့ပြောလိုက်ပြီးကားကိုအချိန်တင်လိုက်ပါတယ်။ပြီးတော့ Elliot ကဓာတ်မတည့်တာတစ်ခုဖြစ်နေတဲ့အတွက်နှာလည်းချီနေပါသေးတယ်။အဲဒီချိန်မှာပဲ Elliot ကတရိတ်ဆန်တဲ့ကောင်ကားနဲ့ရုတ်တရက်ဝင်တိုက်မိသွားတော့တာပါ။ Elliot တို့သားဖားလေးလမ်းဖြန့်ကုန်ပြီးတော့ Elliot က brake ကိုစောင့်နင်းလိုက်တော့ကားလည်းနှစ်ပတ်သုံးပတ်လဲပြီးတော့ရပ်သွားခဲ့ပါတယ်။ Elliot ကသမီးအစင်းပြေလားလို့သူသမီးကိုမေးလိုက်ပြီး ငေါက်တိုက်မိတာဘာကောင်လဲလို့လည်းပြောလိုက်ပါတယ်။ရက်တီကလည်းနောက်ကိုလှည့်ကြည့်လိုက်ပြီးတော့မသေးသေးဘူးထင်တယ်လို့ပြန်ပြောလိုက်တာပါ။အဲ့နဲ့အဲလီယက်တို့လည်းကားပေါ်နေရှင်းလာပြီးတော့အဲလီယက်ကကားဘိန်းလဲတဲ့တန်ချောင်းကိုယူလိုက်ပါတယ်။အဲလီယက်ကရက်တီကိုကားနားမှာပဲနေခဲ့ဖို့မှားလိုက်ပြီးတော့သူကားနဲ့တိုက်မိခဲ့တဲ့ဒရိစန်နာကိုကတ်သွားလိုက်ပါတယ်။ရက်တီကတော့စိတ်ဝင်စားပြီးတော့နောက်ကနေလိုက်လာပြီးမြေပေါ်မှာလဲနေတဲ့သရဝါကြီးကမသေးသေးပဲနဲ့ဘိုက်မှာသွေးတွေထွက်ပြီးတော့ညင်ညူနေတာကိုမြင်လိုက်ရပါတယ်။ဒါမဲ့ဒီသရဝါကြီးစီကနေထွက်တဲ့သွေးတွေကခရမ်းရောင်တွေဖြစ်နေပြီးတော့ ခေါင်းမှလည်းဥသူကြီးတစ်ချောင်းရှိနေအောင်ပါတွေးလိုက်ရတာပါတကယ်တော့ဒီတော်ဝါကြီးကမြင်းတို့တမိန်တို့မဟုတ်ပဲယူနီကွန်းတကောင်ပဲဖြစ်ပါတော့တယ်အဲလီယက်ကတော့ဒါပါကောင်လေးဟာမျိုးသုံးကန်ဒီမျိုးစိတ်လားလို့မေးလိုက်ပြီးဒရန်ဒရိတ်ဆန်ထိမ့်သိမ်းအဖွဲတွေရောက်လာရင်တော့ပြဿနာတက်မှာကိုလေဆိုရင်နေရပါသေးတယ်ရစ်လီကတော့ယူနီကွန်းလေးကိုတနာနေပြီးတော့သူယူနီကွန်းလေးကိုကြည့်နေတော့မှာပဲယူနီကွန်းရဲ့ဥဂျိုကအလေးအောင်လေးထွက်လာတာကိုလည်းမြင်လိုက်ရပါတယ်အာနေရစ်လီကဥဂျိုကိုကင်ကြည့်လိုက်ရမှာတော့အာကာသားရဲ့ရောက်သွားတယ်လို့ထူးဆန်းတဲ့အမြင်တွေကိုဇက်တိုင်မြင်နေရပါတော့တယ် ်ခဏနေတော့မှရီတီကပြန်လဲသတိလဲလာပြီးတော့သူ့ဘေးအဲလီယက်ကသူ့နာမည်ကိုဇက်တိုက်အော်ခေါ်နေလို့လက်ထဲကတန်ချောင်းနဲ့ယူနီကွန်းရဲ့ခေါင်းကိုရိုက်တက်နေတာကိုမြင်လိုက်ရပါတယ်ရီတီလည်းလမ်းဖြိုင်ပြီးတော့သူ့ဘေးကိုရက်လိုက်လို့ဓာပေမဲ့ယူနီကွန်းကတော့မလုံမဆက်နဲ့ငြိမ်ကြသွားခဲ့ပဲဖြစ်ပါတယ်နောက်တစ်ခါမှာတော့အဲလီယက်တို့ကအိုဒဲရဲ့ခန်းသားတွေဆိုင်ကြီးကိုရောက်လာခဲ့ကြပါပြီအဲလီယက်ကယူနီကွန်းအသေးကောင်ကားနောက်ဖုံးထဲထည့်ပြီးတော့တင်လာခဲ့တာပါအဲဒီနောက်တော့အိုဒဲရဲ့တာရှ်ဖက်ကအဲလီယက်ကိုလာနှုတ်ဆက်ပြီးခဏနေတော့အိုဒဲရဲ့ဇနီးဘလင်ဒါကလည်းလာပြီးတော့နှုတ်ဆက်ပါတယ် ီးတော့ဘလင်နာကအဲလီယက်ကိုအိုဒဲအခန်းထဲကိုခေါ်လာပြီးအိုဒဲကအဲလီယက်ကိုတွေးတော့တောင်ကြားလမ်းကားမောင်းတာအဆင်ပြေရဲ့လားထူးခြားတာတွေများတွေးခဲ့သေးလားလို့မေးလိုက်ပါတယ်အဲလီယက်ကဘာမှတွေးခဲ့ပါဘူးလို့ပဲပြန်ဖြေလိုက်ပါတယ်ရစ်လီကယူနီကွန်လေးကိုပြန်သတိရပြီးတော့မျက်နှာသွေးပြတ်သလိုဖြစ်နေခဲ့ပါတယ်ရစ်လီကသူအဆင်ပြေပါတယ်လို့ပဲပြောလိုက်ပြီးတော့ရှဖက်ကတော့မင်းမျက်နှာမှာတခုခုပေးနေတယ်မျက်နှာသွားသိလိုက်ပါလားလို့ပြောပါတယ်ရစ်လီလည်းမျက်နှာမှာခုနကယူနီကွန်ရဲ့ခန်းရောင်သွေးတွေပေးနေခဲ့တာပါအဲ့ဒါနဲ့ရစ်လီလည်းဘေးစင်းကိုလာပြီးတော့မျက်နှာသိလိုက်ပါတယ် ပြီးတော့ဘဝနဲ့သူ့မျက်နှာကိုတုပ်လိုက်ပြီးမှန်နဲ့ပြန်ကြည့်လိုက်တော့သူ့ဘာဘွားဝက်ချန်ကြီးချက်ချင်းပျောက်သွားတာကိုမြင်လိုက်ရတော့တာပါရီဒီလည်းအံ့ဩသွားပြီးတော့ဘဝကိုကြည့်လိုက်တော့ဘဝမှာခင်းအောင်သွေးတွေကိုမြင်လိုက်ရပြီးယူနီကွင်းရဲ့သွေးကြောင့်ဝက်ချန်ကြီးချက်ချင်းပျောက်သွားတယ်ဆိုတာကိုသူကသဘောပေါက်သွားပါလိမ့်တမမအိုတဲကတော့အေကန်းထဲမှာထိုင်ပြီးတော့အဲလီယက်ကိုသူ့ရဲ့ကင်ဆာဝင်တာအကြောင်းကိုပြောပြနေပါလိမ့်အိုတဲကကင်ဆာရောဂါရှိနေပြီးတော့သူ့ကိုဆရာဝန်တွေကပါလက်လျှော့ထားကြတာပါဒါကြောင့်သူမရှိတော့ရင်သူမိန်းမနဲ့သားအတွက် လုပ်ငန်းကိစ္စတွေကိုဂျားကနေကိုစားအစီအမံပေးဖို့အဲလီယက်ကိုခေါ်ထားပဲဖြစ်ပါတယ်။ရစ်လီကတော့သူ့ရဲ့နောက်ထပ်ပါတဖက်ကိုယူနီကွန်းသွေးတွေပင်နေတဲ့ပဝါနဲ့တုတ်လိုက်တော့ချက်ချင်းပဲဝက်ချန်နေထပ်ပြောက်သွားတာကိုမြင်လိုက်ရပြန်ပါတယ်။အဲဒီချိန်မှာအဲလီယက်ကလည်းအိုဒဲတို့စားရစားရန်နေဖတ်ပြဖို့သူမြဲတက်နေတဲ့မျက်မှန်နဲ့ကြည့်လိုက်မှမှုံဝါနေတာကိုတွေ့လိုက်ရပါတယ်။အားနဲ့မျက်မှန်ကိုချွတ်ကြည့်လိုက်တော့မှသူ့ရဲ့မြင်အောင်တွေကပြန်ကောင်းလာတာကိုသိလိုက်ရပါတော့တယ်။အဲဒီချိန်မှာကားနောက်ခန်းထဲကသေပြီလို့ထင်ထားတဲ့ယူနီကွန်းကလည်းဂျိုကနေအလင်းအောင်တွေထွက်လာပြီးတော့လှုပ်လာတာကိုမြင်လိုက်ရပါတယ်။ ရီလီကတော့ရေချိုးကန်းတဲ့ကနေထွက်လာပြီးယူနီကွန်းချောင်းပြောပြဖို့သူ့ဖေကိုလာပြီးတော့ခေါ်ပါတယ်။အဲလီယက်ကရီလီပြောတာကိုနားမထောင်ပဲသူ့လုံးရှင်နေသဘောမကျမှဆိုတဲ့အတွက်ငြိမ်ငြိမ်သွားနေဖို့ပြောနေပါတယ်။ရီလီကသမီးတို့အဲ့တရဝါကိုသွားရှေ့မှဖြစ်မယ်။အဲ့ဒီကောင်ကသမီးကိုခေါ်နေသလိုပဲသမီးခံစားနေမိတယ်လို့ပြောလိုက်တော့အဲလီယက်ကအဲ့ကောင်တည်သွားပြီသမီး။သမီးစိတ်ကိုငြိမ်ထားပြီးဘာမှဖြစ်သလိုဟန်ဆောင်နေစမ်းညာကြလူတွေကအိတ်သွားတဲ့အချိန်တိုင်းအဖေအဲ့ကောင်သွားပြီးတော့မြေမြုပ်ပေးမယ်လို့ပြန်ပြောလိုက်ပါတယ်။ ဒါပေမဲ့အဲ့ချိန်မှာပဲကားတွေကယူနီကွန်းကအသက်ပြန်ရှင်လာပြီးတော့ရုံးကန်နေတဲ့တော့ကားကြီးလှုပ်လာတာကိုမြင်လိုက်ရပါတော့တယ်။အဲလီယက်လည်းလမ်းဖြန့်သွားပြီးတော့သူ့တထေးလီလိုပိုးစီကိုပြီးသွားခဲ့ပါတယ်။ပြီးတော့ရီဒီကနေတော်မကောင်းဖြစ်နေလို့သူ့ကိုကားနဲ့လေးစိတ်လိုက်ပုံမှာဖြစ်မယ်လို့ပြောလိုက်ပါတယ်။သူတို့အဲ့လိုစကားပြောနေတုန်းမှပဲလီယိုပိုးရဲ့တတ်တော်ဆောင်တွေကအဲလီယက်ကားကြီးလှုပ်နေအောင်မြင်သွားကြပါတယ်။အဲ့ဒါနဲ့ရှော့စရဲတတ်တော်ဆောင်အမျိုးသမီးကကားထဲမှာတစ်ခုရှိလာလားလို့မေးလိုက်တော့အဲလီယက်ကဘာမှမရှိပါဘူးလို့ပဲလိန်လိုက်ပြန်ပါတယ်။ဒါပေမဲ့ရှော့က ရှင်ကားဘောနဲ့ကိုကြည့်ရတာတရိတ်ဆန်တကောင်းကောင်းလမ်းမှာဝင်တိုက်ခဲ့တဲ့ပုံပဲလို့ပြောချလိုက်ပါတယ်။အဲလီယက်ကတော့မဟုတ်ပါဘူးလို့ပြောင်းငင်းနေတော့မှပဲ။ကားတွေကတုံးတုံးနဲ့အတန်တွေကပို့ပြီးတော့ဂျဲလာတဲ့အတွက်သူတို့အကုန်လုံးအပြင်ကိုထွက်ကြည့်လိုက်ကြပါတယ်။အဲဒီမှာလေယူနီကွန်းကကားမန်တွေကိုခွာနဲ့ပိတ်ကန်ပြီးတော့ခွဲပြစ်လိုက်ပြီးကားမိုးကိုလည်းဂျိုးနဲ့ထိုးပေါက်ပြစ်လိုက်ပါတယ်။ဒါမဲ့ခဏနေတော့ယူနီကွန်းကရုတ်တရက်ငြိမ်ကျသွားပါတယ်။အဲလီယက်ကကားနာကပ်ဖို့လုံနေတော့မှပဲ။ယူနီကွန်းကဗရင်ပေါက်ကနေခေါင်းထွက်လာပြီးတော့အပြင်ကိုထွက်ပြေးဖို့လုံနေခဲ့တာပါ။ အိုင်မာရီရှောကယူနီကွန်းခေါင်းကိုတန်တန်းနဲ့ပြစ်တက်လိုက်ပါတော့တယ်ရေဒီကလည်းရှောကိုမလုံးနဲ့လို့လှမ်းတားပေမဲ့ဘလို့မှမမီတော့ပါဘူးယူနီကွန်းလေးကတော့နောက်တစ်ခါထပ်ပြီးတော့အသက်ခံလိုက်ရပြန်ပါပြီအဲ့နောက်တော့သူတို့ရဲ့ယူနီကွန်းကိုကားပြင်ထုတ်လိုက်ပြီးတော့အဲလီယက်ကတော့ဒီကောင်ကိုဘာသာဝါမန်းသေးချာမတီသေးပါဘူးဒီတတော်ဂျိုဝိုင်းထဲမှာရှားပါတရိတ်ဆန်ကြီးတတော်များတယ်ဆိုတာကိုသိပါတယ်ဒီလိုကောင်မျိုးတော့တခါမှမမြင်ဘူးလို့အဲလီယက်ကပြောလိုက်တော့ဘလင်နာတို့ကလည်းငါတို့လည်းဒီလိုကောင်မျိုးမမြင်ဘူးလို့ထပ်ပြောလိုက်ပါတယ်ဘလင်နာနဲ့ရှက်ဖတ်တို့ကဒါမြင်ပြစ်မယ် ခေါင်းမှာဂျိုးပေါက်နေတယ်မြင်လားမသိဘူး။ဘာညာနဲ့ရှောက်ပြောနေကြတော့ရီလီကစိတ်မရှိတော့ပဲဒါဆောက်ယူနီကောမဲလို့ပြောလိုက်ပါတော့တယ်။အဲဒီအချိန်မှာလီရိုပိုးရောက်လာပြီးတော့မင်းဘာလို့လိုက်တာလဲလို့မေးလိုက်တော့အဲလီယက်ကကားနဲ့တိုင်းပြီးတဲ့အကြောင်းနဲ့မသိမရှင်ဖြစ်နေလို့ရိုက်သားလိုက်တဲ့အကြောင်းကိုပြောပြလိုက်ပါတော့တယ်။အဲဒီမှာရီလီကယူနီကွန်းသွေးတွေသူ့မျက်နှာမှာပေသွားပြီးတော့ဝက်ချန်နေအကုန်လုံးချက်ချင်းပျောက်သွားတဲ့အကြောင်းကိုပြောပြလိုက်တာပါ။အဲလီယက်ကလည်းသူ့မျက်လုံးနဲ့ယူနီကွန်းသွေးစက်တချို့ဝင်သွားပြီးတော့မျက်လုံးကလည်းပြန်ကောင်းသွားတဲ့အကြောင်းကိုပြောပြလိုက်တဲ့အခါမှာတော့ ဒီလိုပိုးလဲပို့ပြီးတော့စိတ်ဝင်စားသွားပါတော့တယ်ရစ်တီကကျမတို့တွေ drawing tradition ထိမ့်သိမ့်အဖွဲကိုခေါ်တင်တယ်ထင်တယ်လို့ပြောလိုက်တော့လီလိုပိုးတို့ကနေပါအောင်ဒီလိုကိစ္စတွေမှာအာနာပိုင်နေပါလိုင်းအကုန်ပိုးဆိုးနိုင်တယ်ငါတို့တွေတခြားနီးလန်းနဲ့ဖြည့်ရှင်းကြအောင်လို့ဝင်ပြောလိုက်ပါတယ်အဲလီယာကလည်းရဲတွေဘာတွေမခေါ်ဘူးဆိုရင်သူလဲရှားပါ tradition ကိုတတ်တဲ့အမှုနဲ့ပြဿနာမတက်တော့ဘူးဆိုပြီးတော့သဘောတူလိုက်တာပါလီလိုပိုးတို့ကတော့သူ့အကြံနဲ့သူပါလီလိုပိုးကချက်ချင်းပဲသူ့ရဲ့လူတွေဖြစ်တဲ့ဒေါက်တာဆောင်နဲ့တခြားသိပ္ပံပညာရှင်တွေကိုချက်ချင်းခေါ်ခိုင်းလိုက်ပြီးတော့ ရွေရှားစမ်းသပ်ခန်းတွေပါတစ်ခါတည်းယူလာခိုင်းလိုက်ပါတယ်။ရီလီကတော့နောက်တစ်ခါထပ်ပြီးတော့အသက်ခံလိုက်တဲ့ယူနီကွန်းလေးကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ပြီးတော့တနာနေတာပါ။အဲ့လိုနဲ့အညာဘက်ကိုရောက်လာခဲ့ပါပြီ။အဲလီယက်ကသူ့သမီးကိုလာတွေ့ပြီးတော့သမီးယူနီကွန်းရဲ့ဂျိုကိုကင်ကြည့်တော့ဘာဖြစ်သွားလဲ။သမီးပုံစံတက်သွားသလိုပဲဖြစ်သွားတာလို့မေးလိုက်တော့ရီတီကအဲ့ဒါမကောင်းတာမျိုးမဟုတ်ဘူးဖေ။သမီးခံစားလိုက်ရတာယူနီကွန်းနဲ့သမီးနဲ့ဆက်နွယ်မိသွားသလိုပဲ။ပြီးတော့အဲ့ယူနီကွန်းတင်သွားခဲ့တဲ့ကသမီးတို့ဒီမှာဆက်မနေသင်ဘူးလို့သမီးခံစားနေရတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်။ ဲ့ဒီတရဝါကိုဒီလူတွေလက်ထဲမှာထည့်လိုက်တာလဲမှားတယ်လို့ရီတီကပြောလိုက်ပေမဲ့အဲလီယက်ကတော့သူသမီးပြောတာတွေကိုသိပ်ပြီးတော့မယုံခဲ့ပါဘူးရီလီကတော့သူ့ဖေကိုခန်းထဲကနေနေထုတ်လိုက်ပြီးဇုံသွားပြတဲ့ဖုန်းထဲကသူ့မိရဲ့ပုံတွေကိုပြန်ပြီးတော့ကြည့်နေခဲ့ပါတယ်အိုင်မာရင်သူ့မိရဲ့ဓာတ်ပုံတွေတဲကပကြီကားတစ်ခုထဲမှာယူနီကွန်းပုံကိုမြင်လိုက်ရတဲ့အတွက်အင်တာနက်မှာယူနီကွန်းအကြောင်းတွေကိုလိုက်ပြီးတော့ရှာကြည့်နေပါတယ်အဲဒီမှာအဲလီယက်ကတော့ရှဖန်နဲ့စကားပြောနေတုံးမှာဒေါ်ရဲကနေတရဝါကြီးတွေဟိန်းသံကိုကြားလိုက်ရပါတယ်ရှဖန်လည်းလန့်ပြီးတော့အိမ်ထဲကိုပြန်ဝင်သွားခဲ့ပြီး တမင်မိတ်လိုက်တဲ့ယာစီမို့လို့စူနေတာဖြစ်မှာပါလို့ပြောလိုက်ပါသေးတယ်။ရီလီကတော့ယူနီကွန်းပကြီကားရဲ့သမိုင်းချောင်းကိုရှာကြည့်လိုက်တော့အလဲခေတုံးကတခင်တပားနဲ့သူ့မုံဆိုးတွေကယူနီကွန်းတကောင်ဖမ်းမှုစူးစားခဲ့ကြပါလိမ့်။ဒါပေမဲ့ယူနီကွန်းကလုံးဝအဖမ်းမခံဘဲနဲ့ခုခံနေပါတယ်။အဲနောက်တော့စိတ်နှလုံးဖြူစင်တဲ့အပြိုးစင်မိန်ကလေးတယောက်နဲ့တွေ့ပြီးယူနီကွန်းကအဲ့ဒီမိန်ကလေးနဲ့တွေ့မှရင်ပါလို့သွားခဲ့ပါတယ်။အဲနောက်တော့ယူနီကွန်းကအသက်ခံလိုက်ရပြီးရဲတိုက်ကိုခေါ်လာတာကိုခံလိုက်ရပါတယ်။အဲကိုရောက်တော့ယူနီကွန်းကပြန်ပြီးတော့အသက်ရှင်လာပြီးအဖမ်းခံထားခဲ့ရတာပါ။ ။ဒါပေမဲ့ unicorn တွေကဒေါသကြီးပြီးတော့လက်စားချေတတ်ကြပါလိမ့်။လူသားတွေလောက်ကိုရဲရဲဆက်ဆက်လက်စားချေတပ်ဖြတ်တတ်တဲ့အကြောင်း Ridley ကလည်းသိလိုက်တော့လန့်ဖြန့်သွားခဲ့ပါတော့တယ်။အဲညမှာ Ridley တယောက်အိပ်ပျော်နေတော့မှအိမ်မထဲမှာတော့တောထဲမှာဒေါသတကြီးနဲ့ပြေးလွှားနေတဲ့ unicorn တွေကိုမြင်နေရပါလိမ့်။နောက်နေမှာတော့ Ridley ကိုဓာခွဲကန်းဝစ်ဆောင်ဝစ်ထားတဲ့လူတွေကအိပ်ရာဘောကနေလာခေါ်ထုတ်သွားကြပါလိမ့်။ဓာခွဲကန်းနဲ့ရောက်တော့ Elliot ပါအဲ့ဒီမှာရှိနေပြီးသူတို့သားဖားနှစ်ယောက်ကိုစစ်ဆေးတာတွေလုပ်နေပါတယ်။ယူနီကွန်းအသေးကောင်ကိုလည်းတက်ခွဲကန်းနဲ့ခေါ်ထားတာကိုမြင်ရပါတယ်။ အန်တော့ဒေါက်တာဆောင်ကအဲလီယက်မျက်လုံးပြန်ကောင်းသွားတာနဲ့ရီလီရဲ့ဝက်ချန်နေပျောက်သွားတဲ့ကြောင်းတွေးရှိချက်တွေကိုရှင်းပြနေပြီးရီလီကတော့သူ့အဖေကိုသမီးတို့စကားပြောအောင်လို့ပြောလိုက်ပါတယ်ပြီးတော့သူယူနီကွန်းတွေအကြောင်းရှာဖတ်ထားတဲ့အကြောင်းနဲ့သမီးတို့တတိထားမယ်လို့ပြောလိုက်ပေမဲ့အဲလီယက်ကတော့ရီဒီစကားကိုနားမထောင်ပဲဒေါက်တာဆောင်ရှင်းပြတော့ပဲစိတ်ဝင်စားလို့နေပါတယ်ဒေါက်တာဆောင်ကယူနီကွန်းသွေးရဲ့ကုသနိုင်စွမ်းကဥဂျုံနဲ့ဆက်ဆက်နေရလို့ပြောလိုက်ပြီးယူနီကွန်းဥဂျုံမှာထူးဆန်းတဲ့ဓာတ်တွေပါနေရလို့ပြောလိုက်ပါတယ် ီးတော့ဒေါက်တာဆောင်ကသူဦးကျိုးကိုအမုံကြိတ်ထားတာတွေကိုပြလိုက်ပြီးဒါသွေးထွက်ပို့ပြီးတော့တိတ်သေးတယ်ဒါကိုလေးလာမယ်လို့ပြောလိုက်တော့ရှဖက်ကဒါဆိုလဲဘာအောင်စောင့်နေမှာလဲအဲ့ကောင်ကတစားစီအမုံကြိတ်ပြီးစမ်းသက်တော့လေလို့ပြောလိုက်ပါတော့တယ်အဲနောက်တော့ဒေါက်တာဆောင်နဲ့သူ့လူတွေကယူနီကွန်းဦးကျိုးကနေအမုံတွေကိုထုတ်ယူပြီးတော့အဲ့ဒီအမုံတွေကိုအေးဖြော်လိုက်ပါတယ်ပြီးတော့ကင်ဆာဖြစ်နေလီရိုပိုးကိုကုဖို့အတွက်လီရိုပိုးရဲ့သွေးကြောတွေကိုအဲ့ဒီရေတွေထည့်ပေးလိုက်ပါတော့တယ်ရေလီကတော့လီရိုပိုးကသူကင်ဆာပြောက်ဖို့ယူနီကွန်းကိုအသုံးချနေစွာကိုတီးသွားပြီးတော့စိတ်ပြက်လက်ပြက်နဲ့ ထွက်သွားခဲ့ပါတယ်။အဲဒီမှာဒေါက်တာဆောင်ရဲ့လက်ထောက်ကယူနီကွန်းကိုစမ်းသပ်ကြည့်ပြီးဥဂျိုဝါနီထွက်လာတဲ့လျှက်စစ်တန်လိုက်ဓာတ်တတိကြွားနှုံးကပူအားကောင်းလာနေတယ်လို့ပြောပေမဲ့ဒေါက်တာဆောင်ကတိတ်ကူးမဆိုင်ပဲယူနီကွန်းရဲ့လယ်ဘင်းကိုဓာတ်နဲ့ဖြတ်ပြီးတော့သွေးတွေထပ်ယူနေခဲ့ပါတယ်။ဒါမှမဟုတ်ရီတီကတော့စိတ်ညစ်ပြီးတော့တောအုပ်ထဲဝင်သွားတော့မှတော်တဲ့ကနေဒရိတ်ဆန်ကောင်ကောင်ရဲ့ထူးဆန်းတဲ့ဟိန်းသံတွေကိုကြားတဲ့အတွက်ကြောက်လန့်ပြီးတော့အိမ်ထဲပြန်ပြေးဝင်လာခဲ့ပါတယ်။ဒါမှမဟုတ်လီရိုပိုးကတော့ယူနီကွန်းကိုယူလာပေးတဲ့အတွက်အဲလီယက်ကိုဂျေဆုတင်ချောင်းပြောနေပြီးတော့မင်းအတွက်လဲဝေစုတစ်ခု ရစီရမှာပါလို့ဂရီပေးနေပါတယ်။အလျက်ကသူတထေးသူ့ကိုသဘောကျနေတဲ့အတွက်ဂျင်းနေပါတယ်။အဲ့ချိန်မှာရီလီကတော့ယူနီကွန်းအကြောင်းတွေဆက်လေ့လာနေပြီးရှဖက်ကသူ့စီကိုရောက်လာခဲ့ပါတယ်။ပြီးတော့ရှဖက်ကမေးယူနီကွန်းအကြောင်းသိရတာတွေတေချာဆူထားလိုက်လေ။ငါတို့မိဘတွေကိုပြလို့ရတာပေါ့လို့ပြောလိုက်ပါတယ်။ရှဖက်ကအခန်းထဲကပြန်ထွက်သွားတဲ့အချိန်မှာပဲအိမ်ထဲမှာဒုတ်ကောက်တစ်ချောင်းနဲ့လမ်းလျှောက်နေတဲ့သူ့ဖေလီလိုဘိုးကိုလမ်းမြင်လိုက်တာကြောင့်အံအောသွားခဲ့ပါတယ်။လီလိုဘိုးကကင်ဆာရောဂါကြောင့်အိရာထဲလဲနေတဲ့သူဖြစ်ပြီးတော့ဝီးချဲနဲ့ပဲနေရတဲ့သူပါ။ အခုတော့လီရိုဘိုးကယူနီကွန်းဥဂျုံနဲ့လှုပ်ထားတဲ့ဈေးတွေသွင်းပြီးတဲ့နောက်မှာချက်ချင်းကိုပြန်ကောင်းလာတာပါပဲလီရိုဘိုးကလက်ထက်ကဒုတ်ကောက်ပါလွတ်ပစ်လိုက်ပြီချက်ချင်းကိုလူကောင်းပကတိပြန်ဖြစ်သွားပါတော့တယ်သူမိမဘလင်ဒါနဲ့အဲလီယက်တို့လည်းလီရိုဘိုးကိုမြင်တော့အံ့ဩကုန်ကြတာပါအဲနောက်တော့လီရိုဘိုးရဲ့သွေးကိုယူပြီးတော့ဓာတ်ခွဲဆန်းသကြည့်လိုက်တော့လီရိုဘိုးရဲ့ကင်ဆာချက်ချင်းပျောက်သွားတာကိုမြင်လိုက်ရပါတော့တယ်အိုင်မာရီအကုန်လုံးနဲ့အံ့ဩကုန်ကြပြီးတော့ဟာယူနီကွန်းကကင်ဆာကိုပါပျောက်စေနိုင်တာလားဆိုပြီးတော့ပြောနေကြပါတယ် ဒီလိုဘိုးကလည်းပြော်ပြီးတော့ငါတို့ကင်ဆာကုတဲ့ဆေးဥရှာတွေ့ပြီဆိုပြီးတော့သူမိမကိုပြေးဖက်ပါတယ်။ငါခန္ဓာကိုယ်တွေကဆဲရီကုံအစ်တိုင်းဖြစ်သွားတာခံစားနေရတယ်လို့ဒီလိုဘိုးကပြောလိုက်ပါသေးတယ်။အဲလီယက်ကသမီးတွေ့လား။ကောင်းတာတွေဖြစ်လာပြီလို့ပြောလိုက်ပေမဲ့ရီတီကတော့မကြားခင်မှာမကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ခံစားမိနေတာပါ။လီလိုဘိုးကသူကင်ဆာပျောက်သွားတာတစ်ခုတည်းအတွက်ဝမ်းသာနေတာမဟုတ်ပေါ့။ကင်ဆာကုသဆေးထုတ်နိုင်သူတို့ဘီလီယံနာဖြစ်အောင်ချမ်းသာမှာဖြစ်တဲ့အတွက်လောဘနဲ့ဝမ်းသာနေတာပါ။လီလိုဘိုးကယူနီကွန်းကိုချက်ချင်းဌာနချုပ်ကိုယူသွားပြီးတော့ ယူနီကွန်စီကကွန်ပေါင်းတွေကိုပွားယူဖို့ဒေါက်တာဆောင်ကိုခိုင်းနေပါတယ်။ဒါမဲ့ဒေါက်တာဆောင်ကမဖြစ်နိုင်ဘူး။ယူနီကွန်မှာရှိတဲ့ protein ဖွဲ့စည်းပုံက theory ရအောင်မဖြစ်နိုင်ဘူး။အဲ့ဒါဒီလိုမျိုးလိုက်ထုတ်လိုက်လို့မရဘူးလို့ပြောလိုက်ပါတယ်။အိုင်မာရီလီဘောကဒေါ်လာထွက်ပြီးတော့မေးတာအောင်ရအောင်မထုတ်လို့နိုင်။ဇေဝသူရိဒနာအဖွဲ့ခေါင်းဆောင်တွေကိုပြောင်းပြင်မယ်လို့ချိန်ချောက်လိုက်တာပါ။ဒါမဲ့အလီယန်နဲ့တခြားလူတွေကလီရိုဘိုကင်ဆာပျောက်သွားတာပဲတတော်ကောင်းနေပါပြီ။ဘာညာနဲ့ဝိုင်းပြီးတော့ဖြောင်းဖြားလိုက်ကြပါလိမ့်။ဘလင်ဒါကတော့ယူနီကွန်းကိုကြည့်ပြီးတော့ထပ်ပွားလို့မရတော့ဘူးဆိုတော့ ငါတို့မှရှိတာဒါအကုန်ပဲပေါ့လို့ပြောလိုက်ပါတယ်ဒီတိုင်းဆိုဝယ်လို့အားများနေတယ်ကုန်ချမ်းမရှိဘူးအဲ့တော့ VIP တွေကိုပဲဒီဆေးကိုရောင်းကြတာပေါ့ဆိုလိုက်ပြီးအမြတ်ထုတ်ဖို့ကိုဝိုင်းလောက်ကြပါတော့တယ်အဲ့ဒီမှာ Ritty က Unicorn နေအကြောင်းကိုထပ်ပြီးတော့ရှာဖွေကြည့်ပြီးတော့လီလိုပိုးတို့ကိုပြောပြဖို့လုပ်ပေမဲ့လီလိုပိုးတို့သားမိသားဖတုံးအောင်ကတော့မအားတော့ပါဘူးသူတို့ကသူတို့မိတ်ဆွေတွေတထေးတွေလုပ်ငန်းရှင်တွေစီကိုဖုန်းနေဆက်ပြီးတော့ကင်ဆာကုသနိုင်တဲ့ကုန်ချမ်းကိုဈေးကြီးနဲ့ရောင်းချဖို့လုပ်နေကြပါပြီကင်ဆာကိုကုနိုင်တယ်ဆိုတော့တထေးတွေကလည်းစိတ်ဝင်စားပြီးတော့ ဘယ်လောက်ပေးရပေးရဝယ်မယ်ဆိုတာကြီးပဲဖြစ်နေကြပါလေလီဗိုရိုကတော့ငါတို့တသက်စာဖူလုံသွားပြီဟေ့ဘာညာနဲ့အောင်ဝဲခံနေကြဒုံးမှာရစ်လီကရှင်တို့အဲ့ငွေတွေကိုယူလို့မရဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ရစ်လီကသူ print ထုတ်လာတဲ့ပကြီးပုံတွေကိုပြပြီးတော့ယူနီကွန်းတွေကိုအဲ့လိုအသုံးချရင်မကောင်းတာတွေဖြစ်နိုင်တယ်အဲ့ဒီယူနီကွန်းကိုဒီတိုင်းပဲမြေမြုပ်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်လီဗိုရိုကတော့သူပြောတာကိုလက်မခံလို့သူ့ဖေအဲလီယက်ကပါလောဘတက်နေတဲ့အတွက်ရစ်လီပြောတာကိုနားမဝင်ခဲ့ပါဘူး ရီတီကဆိုးရတာတွေဖြစ်လာတော့မယ်ကျွန်မခံစားမိနေလို့ပြောပြီးတော့ပြန်ထွက်သွားခဲ့ပါတော့တယ်အဲနောက်တော့လီရိုပိုတို့ဆက်လက်အောင်ပွဲခံနေပြီးတော့ယူနီကွန်းကသူတို့ရဲ့ဆေးသူတွေသနာဌာနချုပ်နေရာကိုညာရင်းချင်းတည်သွားဖို့ပြင်ဆင်နေကြပါတယ်ရီတီကတော့စိတ်ညစ်ပြီးတော့ကားထဲမှာတယောက်တည်းလာထိုင်နေတာပါဒေါက်တာဆောင်နဲ့လက်ထောက်ကယူနီကွန်းကားပေါ်တင်းမနေရာရွှေ့နေတုံးမှာအိမ်ထဲမှာမီးတွေရုတ်တရက်ထားပြတ်သွားပါတယ်ရီတီကလည်းသူဖုန်းကိုထုတ်ကြည့်လိုက်တော့ဖုန်းတွေပါကြည့်လို့မရတော့ပါဘူးအဲမှာတော့လီရိုပိုကသူတို့ကြတော့မသွားပဲနဲ့အဲလီယက်ကိုဘာဖြစ်တာလဲသွားကြည့်ပါလို့ခိုင်းလိုက်ပါတယ် ရီဒီလည်းကားထဲကထွက်လာပြီးတော့အပြင်ကိုကြည့်လိုက်တော့ထူးဆန်းတဲ့လင်းအောင်တွေမြင်နေရတယ်တော်တွေကသရဝါဒီရဲ့ဟိန်းသံတွေကိုလည်းကြားနေရပါတယ်တပတ်ကအဲလီယက်ကဒေါက်တာဆောင်တို့နောက်ကိုလိုက်လာပြီးရှဖန်လည်းသူ့နောက်ကနေလိုက်လာပါတယ်ဒေါက်တာဆောင်တို့ကဘာဖြစ်တာလဲလို့မေးနေတုံးပါပဲရုတ်တရက်ဒေါက်တာဆောင်ကသူ့ဘိုက်ကိုငုံကြည့်လိုက်ပါတယ်ခဏနေတော့ဒေါက်တာဆောင်ရဲ့ဘိုက်ကြီးကပေါက်ထွက်ပြီးဦးကျော်ကြီးတခုသူ့ဘိုက်ထဲကနေထွက်လာတာကိုမြင်လိုက်ရပါတော့တယ်တကယ်တော့ယူနီကွန်ကြီးနောက်ထပ်တစ်ကောင်ရောက်လာတာဖြစ်ပြီးတော့ဒေါက်တာဆောင်ကိုနောက်ကနေဂျိုးနဲ့ထိုးသားပြလိုက်တာပဲဖြစ်ပါတယ် တခဏတွင်းမှာပဲဒေါက်တာဆောင်တယောက်ဘိုက်မှာအပေါက်ကြီးဖြစ်ပြီးတော့ဒေဆုံးသွားတာမြင်လိုက်ရတယ်လို့အပြင်မှာဒေါသတကြီးနဲ့မန်ဖီနဲ့ယူနီကွန်းကြီးတစ်ကောင်ကိုလည်းတွေးလိုက်ရတော့တာပါအဲလီကလည်းလမ်းဖြတ်နေပြီးတော့ရှာဖတ်ကတော့တွန်းလဲပေါ်ကယူနီကွန်းလေးကိုပြန်ဆွဲယူသွားပါတယ်ဓမ္မလီရိုဘိုးရဲ့တတ်တော်ဆောင်တွေကအပြင်ကယူနီကွန်းကြီးကိုတန်းတန်းနဲ့ပြစ်နေပါပြီအဲလီကသူ့သမီးကိုစိတ်ပူပြီးတော့ရီတီကားစီကိုသွားအဖေလာခဲ့မယ်လို့လမ်းပြီးတော့អော်ပါတယ်ရီတီလည်းကြောက်လန့်ပြီးတော့ကားပေါ်ပြီးတက်သွားပြီအဲဒီအချိန်မှာပဲယူနီကွန်းကြီးနောက်တစ်ကောင်ကားကိုခေါင်းနဲ့ပြီးဆောက်မှာတော့တယ် တကယ်တော့အဲလီယက်ကားနဲ့ဝင်တိုက်ခဲ့တာယူနီကွန်းအကောင်ပေါက်လေးဖြစ်ပြီးတော့အခုရောက်လာတာကတော့အဲဒီယူနီကွန်းရဲ့မိဘတွေဖြစ်ကြတယ်ယူနီကွန်းအဖေကြီးနဲ့အမေကြီးနှစ်ကောင်ပဲဖြစ်ပါတယ်ရီဒလီလည်းလမ်းဖြတ်ပြီးတော့ကားပေါ်ကပြေးဆင်းလာပြီးတော့အဲလီယက်ကလည်းသူ့သမီးစီကိုပြီးလာခဲ့တာပါလုံလုံကြီးတွေကလည်းနောက်ထပ်ပေါ်လာတဲ့ယူနီကွန်းကိုတနတ်တွေနဲ့ဝိုင်းပစ်နေကြပါပြီရီဒီရောကကားအောင်မှာပုန်းနေပြီးတော့ယူနီကွန်းကြီးကသူ့ကိုတနတ်နဲ့ပြင့်တယ်လုံချုံကြီးတွေကိုပြန်ပြီးတော့ကျုံနေပါတယ်အဲဒီမှာလည်းလုံချုံကြီးတောင်ပြစ်လဲသွားပြီးတော့ယူနီကွန်းကြီးကမြေပေါ်လဲနေတဲ့အဲဒီလုံချုံကြီးရဲ့ခေါင်းကို ခွာနဲ့တက်နေပြီးတော့အဆုံးအသတ်ပေးလိုက်ပါလေ။ရက်ဒီနဲ့အဲလီယက်ကယူနီကွန်ကြီးမပြောင်းအောင်ပုန်းနေပြီးတော့ခဏနေတော့ရက်ဒီကအိမ်ထဲအမြန်ပြေးကြမယ်ဆိုပြီးတော့ထပြေးပါတော့တယ်။အိုင်မာရီယူနီကွန်ကြီးကသူ့နောက်ကိုလိုက်လာပြီးရက်ဒီကတစ်သားတကားနောက်ကိုဝင်ပုန်းလိုက်ပါလေ။ယူနီကွန်ကတကားကိုဖျက်ဆီးပြီးတော့ရက်ဒီကိုတတ်ဖို့လုပ်နေပေမဲ့ခဏနေတော့ရက်ဒီကိုသေးစားကြည့်ပြီးတော့ငြိမ်ကျသွားပါလေ။ယူနီကွန်ကရက်ဒီကိုအန်ရီယာမပြေးတဲ့အတွက်အဲလီယက်လည်းအန်အောသွားပါလေ။ခဏနေတော့ယူနီကွန်ကြီးကတကားကြားတဲ့ကနေသူ့ဥโจထယ်ပေးလိုက်ပြီးဥโจကအယောင်လေးလင်းလက်လာပါတော့တယ ရက်တီလဲယူနီကွန်းရဲ့ဥโจကိုင်မလို့လုံးနေတော့မှာရှော့ကတနတ်နဲ့ယူနီကွန်းကိုပြစ်လိုက်တာကြောင့်ယူနီကွန်းနဲ့တော်တဲ့ကိုပြန်ဝင်ပြီးသွားပါတော့တယ်ယူနီကွန်းရဲ့တိုက်ခိုက်မှုကြောင့်ဒေါက်တာဆောင်နဲ့လုံချုံကြီးတယောက်တော့တေဆုံးသွားပြီရက်တီကလည်းသူ့အစာကလေးကဒီလိုဖြစ်လာမယ်လို့သတိပေးခဲ့သားပဲလို့ပြောပြီးတော့သူ့အဖေကိုဒေါသထွက်နေခဲ့ပါတယ်ပြီးတော့ရက်တီကလီလိုပိုးတို့ကိုလည်းကျွန်မမနေ့ကယူနီကွန်းရဲ့ဂျိုးကိုကိုင်ကြည့်လိုက်တော့သူနဲ့ဆက်သွယ်မိတယ်လို့ဖြစ်သွားတယ်ခုနအကောင်ကြီးနဲ့လည်းအဲ့လိုပဲအဲဒါကြောင့်သူကကျွန်မကိုအန်နေမပြီးခဲ့တာသူတို့ကသူတို့ကလေးကိုလွတ်ပေးစေချင်နေရလို့ကျွန်မထင်တယ်လို့ပြောလိုက်ပါတယ် ဒါမဲ့လီလိုပိုးတို့ကတော့လူတွေသေးတာတွေအန်ရီများတာတွေကိုစိတ်ဝင်စားပဲပတ်ဆိုင်ရဖို့ပဲဦးစားပေးတာပါသူတို့ခုနကမြင်လိုက်တဲ့ယူနီကွန်းကြီးတွေကယူနီကွန်းအပေါက်လေးထက်အများကြီးပိုကြီးတယ်လို့ဦးဂျိုကလည်းတကယ်ကိုအကြီးကြီးပါပဲအဲဒီကောင်တွေကသာဖမ်းမိရင်စေးထုတ်ဖို့တက်ကုန်ချမ်းပိုရမှာဖြစ်တယ်လို့ပတ်ဆိုင်တွေလည်းအများကြီးပိုပြီးတော့ရအောင်မှာပါအဲတော့လီလိုပိုးတို့ကတော်တဲ့ဝင်ပြီးတော့ယူနီကွန်းကြီးတွေကိုလိုက်ဖမ်းဖို့ပြင်ဆင်ကြပါတော့လေဒါတွေမကပဲလီလိုပိုးကသူတို့ဖမ်းမိထားတဲ့ယူနီကွန်းအကောင်ပေါက်လေးရဲ့အသားကိုပါစားနေတာမြင်လိုက်ရပါတယ် ်ရေဒီကတော်တော်စိတ်ပြက်လက်ပြက်ဖြစ်သွားပြီအဲလီယက်ကလည်းအားဆိုကျွန်တော်နဲ့ရေဒီကတော့မလိုက်တော့ဘူးပြန်တော့မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့လီရိုပိုးကမင်းအခုပြန်အလုပ်ထုတ်မယ်လို့ချိန်ချောက်လိုက်တာကြောင့်အဲလီယက်လည်းဘာမှမတန်နိုင်တော့ပါဘူးအဲ့တော့လီရိုပိုးကိုယ်တိုင်ဥဆောင်ပြီးတော့ဒေါ်တဲကိုယူနီကွန်းအမဲလိုက်ထွက်ဖို့ပြင်ဆင်ကြပါတော့တယ်ရေဒီကသူ့အဖေကိုအဖေသူတို့နဲ့လုံးဝလိုက်သွားလို့မဖြစ်ဘူးဒီကိစ္စမှာဆက်ပါလို့မရဘူးတမိစကားကိုနားထောင်ပါလို့ပြောမယ်အဲလီယက်ကအလုပ်ဖြုတ်ခံမှာစိုးတဲ့အတွက်လီရိုပိုးတို့နဲ့လိုက်သွားခဲ့ရပါတယ် အိမ်မှာတော့ Shafat Blender နဲ့ Ready လို့ဂျန်နေခဲ့ပြီးတော့ Shafat က Unicorn ရဲ့ဥကြိုချစ်ချထားတဲ့အမုံတွေပါတဲ့ပလင်းလေးကိုခိုးယူလိုက်ပါတယ်ပြီးတော့ဒေါက်တာဆောင်ရဲ့လက်ထောက်ဒေါက်တာဘာသာကို Unicorn ရဲ့ဂျိုးတစ်ခုလုံးကိုဖျက်ထုတ်ပြီးတော့သူတေသနာတွေဆက်လုပ်ဖို့ခိုင်းလိုက်ပါတယ်ဒါမှမှ Elliot တို့ကတော့ဒေါ်တဲ့ကိုရောက်လာခဲ့ပါပြီ Unicorn တကောင်တနတ်ထိသွားအတွက်သွေးတွေကိုခြေအားခံပြီးတော့လိုက်လာကြတာပါအဲဒီအချိန်မှာ Shafat ကတော့သူခိုးလာတဲ့ Unicorn ဂျိုးကအမုံတွေကိုကိုကင်းချသလိုချပြီးတော့ကောင်းကောင်းကြီးပြဲနေခဲ့ပါတယ်ရီဒီကတော့သူတယောက်တည်းဒီအိမ်ထဲကနေထွက်ပြေးဖို့လုပ်ပြီးတော့မှ ။သူ့ဘေကိုစိတ်မချအတွက်ပြန်မပြေးနိုင်မဲအိမ်ထဲကိုပြန်ဝင်လာပါလေ။ရီလီကပကြီးကားတွေကိုပြန်ကြည့်လိုက်တော့ယူနီကောနေကသူ့ဟာသူပြန်ကူးတာပြီးတော့အသက်ပြန်ရှင်နိုင်နေစရာကိုသတိရသွားခဲ့ပါလေ။အာနေရီလီကသူ့ဖေးစီစာပို့ပြီးတော့ဒဏ်ရာရနေတဲ့ယူနီကောနောက်ကိုဆမ်မလိုက်ဖို့ပြောလိုက်ပါလေ။တမက်မှာဘာရှာကလည်းယူနီကောပေါက်လေးကိုစမ်းတက်ကြည့်တော့ဒီယူနီကောရဲ့ဆဲတွေကတည်သွားမျိုးမဟုတ်ဘဲနဲ့တဖြည်းဖြည်းပြန်ကောင်းလာနေတာကိုမြင်လိုက်ရတာပါ။ဒါမဲ့ရှဖက်ကတော့ဘာဖြစ်ယူနီကွန်းရဲ့ဂျိုးကိုဖျက်ပစ်လိုက်ဖို့ဘာအစကိုအမိန်ပေးလိုက်ပါတော့တယ် အဲဒီမှာအဲလီယက်တို့ကလည်းတောထဲမှာဒဏ်ရာရနေတဲ့ယူနီကွန်းကြီးကိုမြင်လိုက်ကြပါပြီ။ရေဒီကတော့အင်တော်ဒင်းဂရိဖ်စီကိုသွားပြီးတော့ဒေါ်ရီယာဖွဲ့တွေကိုဆက်သွယ်လို့ရတဲ့နီးလန်းရှိလား။သူတို့ကိုတတိပေးမှဖြစ်မယ်လို့ပြောလိုက်ပါတယ်။အဲဒီမှာဘာရှာကလည်းယူနီကွန်းရဲ့ဂျုံကိုလွှာနေဖြတ်နေတော့မှဂျိုးကနေရောင်တွေလင်းလက်လာတာကိုတွေ့လိုက်ရပါတယ်။ဒေါ်ရီကလီလိုဘိုးတို့ကတော့ဒဏ်ရာရပြီးတော့မြေပေါ်မှာလဲနေတဲ့ယူနီကွန်းကြီးနားကိုတဖိဖိနဲ့ကတ်သွားခဲ့ကြပါတယ်။အဲဒီမှာအဲလီယက်ဖုန်းထဲကိုတော့ရေဒီပို့လိုက်တဲ့မက်ဆေ့တွေကဇက်တိုက်ဝင်နေပြီး ရီတီကသူ့ကိုအမြန်ပြန်လှည့်လာဖို့ပြောနေခဲ့တာပါတမတ်မှာဘာသာကတော့ယူနီကွန်းလေးရဲ့ဂျိုးကိုဖျက်ပစ်လိုက်ပြီးဂျိုးပြတ်ထွက်သွားတယ်ရီတီလည်းသူ့ခေါင်းမှာဘာမှမသိတဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်အဲလီယက်ကလည်းသူ့သမီးပို့ထားတဲ့စာရီကိုတွေ့တော့လီလိုပိုးရဲ့တတ်တော်ဆောင်ရှော့ကိုကျုပ်တို့ပြန်လှည့်မှဖြစ်မယ်လို့သွားပြီးတော့ပြောပါတယ်ဒါပေမဲ့အဲ့ချိန်မှာပဲအနောက်ကနေယူနီကွန်းကြီးကပေါ်လာပြီးတော့ရှော့ရဲ့ပခုံးကိုကိုက်ဆွဲသွားကတပစ်လိုက်ပါတော့တယ်အဲ့နောက်လီလိုပိုးကတော်တဲ့ုံမဲမဲမြန်တန်းတန်းနဲ့ရှောက်ပြစ်နေပြီးယူနီကွန်းတွေကတော့သူတို့ကိုအမဲပြန်လိုက်နေခဲ့ပါပြီ။ ယူနီကွန်ကြီးကနောက်ထပ်ကြမ်းတဲ့လီလိုပိုးရဲ့တတ်တော်ဆောင်တယောက်ကိုပါထပ်တပစ်လိုက်ပြီးတော့နောက်ဆုံးမှာတော့အဲလီယက်နဲ့လီလိုပိုးတို့အင်ကိုပြန်ပြေးလာခဲ့ကြပါတော့တယ်။ယူနီကွန်ကြီးကသူတို့ရဲ့နောက်ကိုလိုက်လာပြီးတော့အဲလီယက်တို့လည်းအသေးအံအသက်လူပြေးလာနေနောက်ဆုံးတော့လီလိုပိုးကိုယူနီကွန်ကြီးနှကောင်းဝိုင်းထားလိုက်ပါတော့တယ်။ယူနီကွန်ကြီးနှကောင်းကလီလိုပိုးကိုဒေါသတကြီးနဲ့ကြည့်နေပြီးတော့လီလိုပိုးကပြေးလို့မလွတ်တော့ဘူးဆိုတာကိုသိတဲ့အတွက်သူ့ရှိကယူနီကွန်ကြီးကိုအချိုးတက်ပြီးတော့ယူနီကွန်ရဲ့ဥကြိုကိုကန်အကြီးဖို့လှုပ်ပါတယ်။ယူနီကွန်ကြီးကလည်းခေါင်းငုံပေးလိုက်ပြီးတော့ဥကြိုကနေအောင်လေးလင်းလက်လာတော့ လီလိုပိုးကသူစကားနားထောင်တယ်ဆိုပြီးတော့ကျေနပ်နေပါတယ်အရီမာရီယူနီကောကြီးကသူနားကတ်လာနေလီလိုပိုးကိုမေးစီကနေခေါင်းထိပေါက်ထွက်သွားအောင်ဂျိုနဲ့စောင့်ထိုးတက်ပြလိုက်ပါတော့တယ်လီလိုပိုးစောင့်ကြည့်နေရက်တီလို့ဘလင်ဒါတို့လည်းလန့်ဖြန့်ပြီးတော့အိမ်ထဲကိုပြေးဝင်လိုက်ကြတော့တာပါရက်တီကယူနီကောအကောင်ပေါက်လေးကိုသူတို့ကိုပြန်ပေးမှရမယ်သူတို့ကလေးကိုပြန်အမလူတွေကိုအန်နေမှာပြီးတော့မှလို့ပြောလိုက်ပါတယ်အလီယက်ကသူသမီးအပြင်ကိုထွက်ရင်အန်နေရှိမှဆိုတဲ့အတွက်ရက်တီကိုတားထားပြီးတော့ရဲစခန်းကိုဖုန်းဆက်ပါတယ် ဒါမဲ့အိမ်ထဲကမီးတွေကချက်ချင်းပြတ်ကျသွားပြီးတော့ဖုန်းလိုင်းတွေလည်းပြတ်သွားခဲ့ပါလေ။လက်အစီမရှိရင်ခြံတကားကလည်းဖွင့်လို့မရတာကြောင့်ယူနီကွန်းကြီးတွေကိုသူတို့ကလေးပြန်ပေးလဲပြန်ထွက်သွားလို့မရပါဘူး။အာဆိုသူတို့တွေယူနီကွန်းနေနဲ့ဒီခြံထဲမှာပဲဆက်ပြီးတော့ပိတ်မိနေတော့မှာပါ။ခြံတကားကိုကိုတိုင်လက်နဲ့သွားဖွင့်မှရမှာဖြစ်တဲ့အတွက်စိတ်ဓာတ်မကောင်းတဲ့ရှက်ဖက်နဲ့ဘလင်နာတို့ကအဲ့တကားကိုသွားဖွင့်ဖို့ကိုအိမ်တော်တိုင်းဂရစ်ကိုအမိန်ပေးလိုက်ပါလေ။ပြီးတော့ယူနီကွန်းပေါက်လေးကိုအပြင်တည်သွားပြီးတော့ယူနီကွန်းကြီးတွေကိုပေးဖို့လေဒေါက်တာဘာဟာရှကိုတာဝန်ပေးလိုက်ပါလေ။ ရှဖန်နဲ့ဘလင်နာတို့ကတော့ယူနီကွန်းဂျိုယူပြီးတော့ထွက်ပြေးဖို့လုပ်နေကြပြီးအလီယန်နဲ့ရီတီတို့ကလည်းခြံတကားဖွင့်မိတာနဲ့ကားနဲ့ထွက်ပြေးဖို့လုပ်နေကြပါတယ်အဲဒီမှာစေးသမားရှဖက်ကယူနီကွန်းဂျိုကအမှုန့်နေနဲ့စေးသွားထတ်ချနေပြီးတော့အကြံတစ်ခုရသွားခဲ့ပါတယ်ယူနီကွန်းကြီးတွေကတော့သူတို့ကလေးကိုယူလာပေးတဲ့ဒေါက်တာဘာရှာနားကိုရောက်လာကြပါပြီယူနီကွန်းပေါက်လေးကိုကြည့်လိုက်တော့ဘိုက်မှာဓာတ်နဲ့လှီးထုတ်ထားတဲ့ဒဏ်အားကိုမြင်လိုက်ရပြီးလီလိုပိုးကယူနီကွန်းလေးရဲ့အသားကိုစားထားခဲ့တာပါဂရိတ်ကလည်းခြံတကားကိုမြန်ဖွင့်နေခဲ့ပါပြီ ယူနီကွန်ကြီးတွေကလည်းသူတို့ကလေးဂျိုလဲဖြတ်ခံထားတဲ့အတွက်မကြေမနက်နဲ့ပဲဘာသာနောက်ကိုလိုက်လာပါလေ။ဂရိတ်ကတော့ခြံတကားကိုဖွင့်လိုက်နိုင်ခဲ့ပြီဖြစ်ပါလေ။အန်နောတို့ယူနီကွန်နှစ်ကောင်ဟာဘာသာကိုဂျိုနဲ့ထိုးနှစ်ပိုင်းကိုက်ဖြတ်ပြီးတော့တပစ်လိုက်တာပါ။ဂရိတ်ကတော့လမ်းဖြတ်ပြီးတော့အိမ်ထဲပြန်ဝင်တော့ပဲထွက်ပြေးသွားပါတော့တယ်။အိမ်ထဲမှာတော့ရီတီလို့သားဖားနဲ့ရှက်ဖတ်တို့သားမိပဲကြံပါတော့တယ်။ရီတီကသူတို့ယူနီကွန်ပေါက်လေးကိုပြန်ပေးရင်ယူနီကွန်ကြီးတွေဂျေနတ်မယ်ထင်ပေမဲ့ဘာသာဘာတက်ခံလိုက်တဲ့အတွက်စိတ်မကောင်းဖြစ်နေပါလေ။အဲဒီချိန်မှာယူနီကွန်ကြီးတွေကအိမ်ထဲဝင်မှုလုံနေပြီးတော့ တောင်းကျမ်းနေပါပြီ။ရှဖက်ကရီဒီကိုအုံးချပြီးတော့ယူနီကွန်းတွေကိုဖမ်းလို့ရတယ်ဆိုအကြမ်းရသွားပြီမေ။ဒီကတော့အဲလီယက်ကလက်မခံတော့ပါဘူး။အဲလီယက်ကသူ့လှုပ်ထွက်တယ်လို့ဘလင်နာတို့ကသွားပြောလိုက်ပြီးဒါဘာနှစ်ယောက်သားဒီအိမ်ကနေထွက်ပြေးဖို့လှုပ်လိုက်ကြပါလိမ့်။ရှဖက်ကတော့ဈေးတွေပဲထိုင်ချနေခဲ့တာပါ။အဲလီယက်တို့အိမ်ထဲကနေထွက်ပြေးတော့မယ်ချိန်မှပဲယူနီကွန်းကြီးတွေကအိမ်ထဲကိုဝင်လာတဲ့အတွက်သူတို့လည်းပေါ်တက်ကိုတက်ပြေးပြီးတော့အခန်းတစ်ခုထဲမှာဝင်ပုန်းနေလိုက်ရပါလိမ့်။တပမာရှဖက်တို့သားမိကလည်းအောက်ထက်ကအခန်းထဲမှာပုန်းနေကြပြီးယူနီကွန်းနောက်တစ်ခေါင်သူတို့ကိုလိုက်ရှာနေတာပါ ရီဒီကတော့ယူနီကွန်ကြီးကသမီးတို့ဘာလို့တတ်ချင်နေရလဲနားမလည်ဘူးလို့ပြောလိုက်တော့အဲလီယက်ကယူနီကွန်ပေါလီရဲ့ဂျိုးကိုသူခိုးယူလာမိတယ်လို့ဝန်ခံလိုက်ပါတယ်ယူနီကွန်ကြီးကသူတို့ကလေးရဲ့ဂျိုးအဲလီယက်စီမှာရှိတဲ့အတွက်သူ့နောက်ကိုလိုက်လာနေတာပါတပတ်မှာရှဖက်ကတော့ခုချိန်ထိလောဘအောင်မစော်သေးပဲယူနီကွန်နှကောင်ဖမ်းပြီးတော့မျိုးပွားခိုင်းမှုသူကစဉ်းစားနေပါသေးတယ်ဘလင်ဒါနဲ့ရှဖက်တို့ကယူနီကွန်အတန်းကြီးပျောက်သွားတဲ့အတွက်ဘုံနေရာထွက်လာပြီးတော့ယူနီကွန်ကြီးထွက်သွားပြီလားလို့စဉ်းစားနေပါတယ်အဲဒီမှာပဲယူနီကွန်ကြီးတကောင်ပေါ်လာပြီးတော့ ဘလင်ဒါရဲ့ပခုံးကိုဂျိုးနဲ့ထိုးပေါက်ပစ်လိုက်ပါတော့တယ်။ပြီးတော့ယူနီကွန်ကြီးကဘလင်ဒါကိုဆွဲခေါ်သွားပြီးတပြေဖို့လှုပ်ပါတယ်။ဇေသမားညံနီးချင်းရှက်ဖက်ကလည်းဘာလို့မှမသိဖြစ်နေပြီးယူနီကွန်ကိုဖဏတ်နဲ့ကောက်ပေါက်နေပါတယ်။ဒါပေမဲ့ရီတီကတော့သူယူနီကွန်ရဲ့ဂျိုးကိုထိလိုက်တုန်းကအမေကိုတွေးလိုက်တယ်လို့ခံစားခဲ့ရတာလို့သူ့ဖေကိုပြောပြလိုက်ပါတယ်။အဲဒီမှာပဲသူတို့ခန်းထဲကိုယူနီကွန်ကြီးကတကားဖြတ်ပြီးတော့ဝင်လာဖို့လှုပ်နေခဲ့ပါပြီ။အဲလီယာကသူ့သမီးကိုဗရန်ဒါပြင်ကိုထုတ်လိုက်ပြီးတယောက်တည်းထွက်ပြေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယူနီကွန်ကြီးကတော့သူတို့ကလေးရဲ့အသားကိုလီလိုပိုစားခဲ့တယ်လို့ ဘလင်ဒါရဲ့ဘိုက်ကိုလည်းကိုက်ပြီးတော့စားနေကြပါလိမ့်။ဘလင်ဒါအသေးကန်ဒီမှာလီလိုပိုးနေမကောင်းတော့ကတုံးခဲ့တယ်။အောက်ဆီဂျင်အိုးကိုဖွင့်ပြီးတော့ပေါက်ကွဲအောင်လှုပ်ဖို့လုပ်နေခဲ့ပါလိမ့်။ရှက်ဖက်ကအောက်ဆီဂျင်အိုးကိုမြားနဲ့ပြစ်ပြီးတော့ပေါက်ခွဲဖို့လုပ်နေပေမဲ့ယူနီကွန်းမီးလောင်ပြီးတော့တေသွားရင်တုံးလို့မရတော့မှဆိုးတဲ့လောဘကြောင့်မပြေဘဲနဲ့မြားကိုပြန်ချလိုက်ပါလိမ့်။အဲဒီချိန်မှာပဲသူ့မေဘလင်ဒါကတော့ဦးရီပါထွက်ပြီးတော့ရှော့သွားခဲ့ပါပြီ။အဲလီယက်ကလည်းယူနီကွန်းခန်းထဲဝင်လာတဲ့ချိန်မှာထွက်ပြေးလာပြီးရီဒီကလည်းဝရန်တာကနေအောက်ကိုခုံဆင်းလာပါလိမ့်။ ဒါပေမဲ့အဲဒီအချိန်မှာပဲရှဖက်ကရက်လီကိုမျှားနိုင်ချိန်ပြီးတော့ရက်လီကိုတစားကန်လှုပ်ပြီးတော့ယူနီကွန်းတွေကိုဖမ်းမှုလှုပ်ပါတယ်။အဲဒီအချိန်မှာပဲအဲလီယက်ကလည်းယူနီကွန်းနောက်တစ်ကောင်လက်ထဲကနေထွက်ပြေးနေကတော်တဲ့တောင်ကြောက်နေခဲ့ပါပြီ။ခဏလေးတော့ဘလင်ဒါကိုတတ်ခဲ့တဲ့ယူနီကွန်းကြီးအိမ်ထဲကထွက်လာပြီးတော့ရက်လီနားကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ရက်လီကိုအန်နယ်မပေးဘဲနဲ့ရက်လီရဲ့ပေါင်ပေါ်ကိုလဲအိတ်နေခဲ့ပါတယ်။အဲမှာနေရှဖက်ကထလာပြီးတော့ယူနီကွန်းကြီးရဲ့ခြေထောက်တွေလက်တွေကိုကျိုးနေချီလိုက်ပါတော့တယ်။ဒါပေမဲ့လည်းအဲလီယက်ကသူ့ကိုမတတ်အောင် ယူနီကွန်ပေါလီရဲ့ဂျုံနဲ့မျှပြီးတော့ယူနီကွန်ကြီးနောက်တစ်ကောင်ကိုခေါ်လာခဲ့ပါတယ်။ရှဖက်ကအဲလီယက်ကိုအဲလီယက်ကျုပ်တို့အောင်မြင်ပြီ။ကျုပ်တို့တယောက်တည်းကယူမယ်နော်လို့ပြောလိုက်ပါတယ်။ယူနီကွန်ကြီးနောက်တစ်ကောင်ကလည်းရက်ဒီကိုတွေးတော့ပထမတစ်ကောင်လိုပဲလှဲအိတ်လိုက်ပါတယ်။ရှဖက်ကဒီကောင်ကိုလည်းဂျိုးရီနဲ့ခြိထားလိုက်ပါတယ်။ဒါပေမဲ့အဲလီယက်ကတော့ရှဖက်တို့လိုလောဘသားနဲ့အလုံးမလုံးချင်တော့ပါဘူး။အဲလီယက်ကရှဖက်နားကိုကတ်သွားပြီးတော့သူ့လက်ထဲကဂျုံနဲ့ရှဖက်ရဲ့ဘိုက်ကိုထိုးချပလိုက်ပါတယ်။ရှဖက်ကလည်းသူမသေးခင်မှာသူ့လက်ထဲကမြားတယ်နဲ့အဲလီယက်ရင်ဘတ်ကိုပြန်ထိုးလိုက်တာပါ။ ဲချိန်မှာ unicorn ကြီးတွေကလည်းထလာပြီးတော့သူတို့ကိုခြိထားတဲ့ဂျိုးတွေပြီးသွားအောင်ယုံလိုက်ကြပါတယ်ပြီးတော့ shaffer ရဲ့မျက်ခွက်ကိုနောက်ချေနှာချောင်းနဲ့ဇုံဖြတ်ကန်ထလိုက်တော့ shaffer လည်းတခါတည်းအသက်ထွက်သွားပါတော့တယ်ဒါမှမဟုတ် elliot ကတော့ဒေလူမျောပါဖြစ်နေပြီးခဏကြာမှသူလည်းဒေသွားခဲ့တာပါ ready ကသူ့ဖေကိုဖတ်ပြီးတော့ငိုနေပြီးတော့အဲဒီမှာ unicorn တစ်ကောင်က elliot အလောင်းကိုလာဆွဲယူပါတယ်ပြီးတော့ unicorn ပေါက်လေးရဲ့ unicorn ပေါက်လေးရဲ့ဂျိုနဲ့ elliot ကိုအလဲမာထားပြီး unicorn ကြီးနှာကောင်ကထိုင်ချလိုက်ကြပါတယ်ပြီးတော့သူတို့နှစ်ယောက်ရဲ့ဥဂျိုတွေကိုဆက်လိုက်တဲ့အခါမှာတော့ ဒူးစန်းလုံးနဲ့အလင်းအောင်တွေဖြာထွက်လာခဲ့ပြီးယူနီကွန်းပေါက်တွေရဲ့ဂျိုကပြန်ဆက်သွားခဲ့တယ်လို့အဲလီယက်ဒန်ဟာကလည်းချက်ချင်းပဲပျောက်ကင်းသွားခဲ့ပါတော့တယ်။အဲလီယက်လည်းရစ်ဒီနဲ့တွေ့ခဲ့တဲ့ပုံရိပ်တွေကိုပြန်မြင်လိုက်ရပြီးအသက်ပြန်ရှင်လာပါတော့တယ်။ခဏကြာမှတော့ယူနီကွန်းပေါက်လေးနဲ့ယူနီကွန်းကြီးနှစ်ကောင်ကတောထဲကိုပြန်ဝင်ပြေးသွားခဲ့ကြပါတယ်။ရစ်ဒီနဲ့အဲလီယက်တို့သားဖာနှစ်ယောက်ကတော့ပြေးဖက်လိုက်ကြပြီးတော့အဲ့ချိန်မှာပဲအင်တော်ရင်း grip ကရဲတွေခေါ်ပြီးတော့ပြန်အောင်လာခဲ့တာပါ။လီယိုဘိုရိုအိမ်မှာလူတွေအများကြီးတည်ခဲ့တာဆိုတော့တက်ရှင်ဂျန်နဲ့ရစ်ဒီနဲ့အဲလီယက်တို့က တန်တရားရှိသူတွေဖြစ်သွားပြီးတော့အလီယက်ကစဖတ်ကိုဂျိုးနဲ့ထိုးခဲ့တဲ့ကိစ္စလည်းရှိနေပါသေးတယ်။အလီယက်တို့တွေရဲကားနောက်ကနေလိုက်လာနေတော့မှာပဲမကြခင်မှာပဲသူတို့နောက်ကနေယူနီကွန်း၃កောင်ပြေးလိုက်လာတာကိုမြင်လိုက်ရပါတယ်။အလီယက်ကယူနီကွန်းတွေကိုလက်ပြနှုတ်ဆက်လိုက်ပြီးအဲ့ချိန်မှာပဲယူနီကွန်းတစ်កောင်တစ်ခုခုအချက်ပြလိုက်တာကိုအလီယက်တို့ခံစားမိလိုက်ပါတယ်။အဲ့ဒါနဲ့အလီယက်နဲ့ရီဒီတို့လည်းသူတို့ထိုင်းကုန်းကပတ်တွေကိုအ мян ပတ်လိုက်ကြပြီးတော့သူတို့တွေကပတ်ပတ်ပြီးတာနဲ့ယူနီကွန်းတွေကရဲကားကိုခေါင်းနဲ့ဖြတ်တိုက်ပြစ်လိုက်ကြပါတော့တယ်။ ဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကတော့ဒီလောက်ပါပဲဇာကားလေးကကောင်းနေခင်ဗျအစမှာကျွန်တော်ပြောခဲ့သလိုပဲ unicorn ဆိုတော့ဘယ်လိုတွေးမိကြမလဲချစ်စရာဒန်နာအီလာသရဝအကောင်လေးတွေပေါ့ဒါပေမဲ့ဒီကားတော့တင်ဆက်မှုလဲထူးခြားသလိုကောင်းနေမိုက်တယ်အဲ့တော့ရုပ်ရှင်ကောင်အစားဆုံးတစ်ခေါက်ပြန်ကြည့်ကြဖို့လဲကျွန်တော်မြေတားရက်ခံပါလေကျွန်တော်တို့ recap ပဲတင်ဆက်ပေးတာဆိုတော့ recap လောက်ရတာပဲရမှာဖြစ်တဲ့အတွက်ရုပ်ရှင်ကောင်တစ်ခေါက်ပြန်ပြီးတော့ကြည့်ကြပါအဲ့တော့နောက်နေ့မှလဲခုလိုမျိုးမိုင်းစားရုပ်ရှင်ကားတွေရတမျိုးစုံဇာကားတွေကိုအကောင်းဆုံးစူးစမ်းပြီးတော့ recap တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြည့်ကြတယ်ဆိုရင်တော့ channel ကို subscribe လုပ်ဗီနာခေါင်းလောက်နှိပ်ထားပေးဖို့လဲ ဖိတ်ခေါ်ရင်လည်းဒီနေ့တော့တလောက်ပဲချိန်ပြီးတော့ကြည့်ရှုခဲ့ကြရတဲ့ဘောရောက်တယောက်ချင်းဒီတိုင်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ